ကျဲပါရဲ့အခြေအနေတွေတိတ်မကောင်းတော့ဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့40အောက်ရောက်တယ်ပေါ့အဲ့တော့ဟိုကဒီအခြေအနေပေါ်မူတည်ပြီးတော့အချောင်းမျိုးမျိုးနဲ့နောက်ဆုံးသွားတဲ့အခေါက်မှာမဖော်မင်းကိုရှက်လိုက်တယ်တတော်သိနေပြီပေါ့နော်မဖြစ်သင့်တဲ့အကြောက်ကနေဆိုလက်တာဖြစ်ပြီးတော့အဲ့မှာဆက်ပြီးသူ dependent ဖြစ်တယ်ဆက်ကနေပတ်လေလောက်မှာပေါ့စီဂျူယောဂတေရဲ့ဆက်ကနေလောက်မှာသူဒီ ် insulin dependent ဖြစ်ပါတယ်ဖြစ်တယ်ဖြစ်တာမှတော်တော်ထိုးရတယ် unit ကထိုးတယ်မနက်40ည20ဟုတ်တယ်40 20လောက်ထိုးရတယ်အဲ့လိုမျိုးနောက်ဆိုထိုးထိုးထိုးတော်တော်လေးထိမ့်သိမ့်လို့မရတော့တော့မပေါ်မလွတ်လိုက်တဲ့အခါမှာပေါ့နော်ဖြစ်သွားတဲ့ပြဿနာပေါ့60 30ဒီအထိရောက်ဘူးတယ်ထိုးတာထိုးပေါ်ဒီလိုပဲနိုင်အောင်ထိုးပေါ့လုပ်ပေါ့ဆိုထိုးပြီးတော့အဲ့နောက်ပိုင်း ဒုတိယ10နှစ်ကနောက်ပိုင်း9နှစ်က dependent ဖြစ်သွားတယ်ပေါ့နော် dependent ဖြစ်ပြီးတော့ဆက်ပြီးခီးဆက်တယ်ပေါ့ဒီတိုင်းပဲအဲဒီတိုင်းပဲခီးဆက်ရင်းနဲ့တဖြည်းဖြည်းနဲ့အချိန်တွေကလန်းဆန်းတာမျိုးပေါ့နော်သူကလန်းဆန်းတာမျိုးတိတ်မရှိတော့ဘူးဗျတိတ်မရှိတော့ဘူးဆိုတာဘယ်လိုဖြစ်လဲဆိုတော့ RBC ကျလာတယ်ဟီမိုဂလိုဘင်တွေလည်းကျလာတယ်ကြောက်ကက်ကကောင်းကောင်းအလုပ်မလုပ်ပြီးတယ်နော်ဟုတ်လေကြောက်ကက်ဆိုတာက RBC ထုတ်လို့တဲ့ဟိုဌာနချုပ်ဆိုတော့ ဟော ABC မရှိတော့ AGB လည်းမရှိတော့ဘာ AGB မရှိတော့ပုံမှန်သွားရှင်းလေဟိုမှာက 1C တွေကကြာတယ်ဒီ 1C ကဘယ်လောက်ထိကြာသွားလဲဆိုရင်4.5အထိကြာတယ်ဒါမှမဖြစ်နိုင်ဘူးသိတယ်ဖြစ်မှာမဖြစ်နိုင်ဘူးနော်သူသူရဲ့ control ပေါ့နော်ကျွန်တော် daily control ပေါ့အဲ့မှာသွားပြီးတော့တိုင်းတဲ့အခါနောက်ပိုင်းလူနာအနေနဲ့တက်နိုင်တယ်ဗျတက်နိုင်တော့နောက်ပိုင်းဒီဘက်ခစ်တွေရောက်လာတော့နည်းအရှင်ပြေတော့တရက်သုံးညတိုင်းတရက်သုံးညတိုင်း ်တက်သွင်းချိန်တိုင်တခါမရအောင်မနှပိုင်းတိုင်150နေ့လနေ့လပိုင်းတိုင်100ကြော်တာပဲညအခိုင်တိုင်150ကြော်တာပဲကော်ထိုးထဲမှာမနေဘူးနေလို့မရအောင်သူလည်းမနေနိုင်ဘူးဒါပေမဲ့ A1C သွားဆက်လိုက်ဖိုးပိုင်းပါဒီလိုဟိုအမြဲတမ်းနေ့တိုင်းနေရာကြော်နေတော့မဟုတ်ဘူးပဲ order ကြော်တာပေါ့ order alternatively ကြော်နေတာပေါ့အဲ့တော့ဖိုးပိုင်းပိုင်းဖြစ်တယ်ကျွန်တော်ကိုယ်ရံတော့အဲ့တော့သွားလိုက်ပြရင်ဆရာကြီးမင်းဆရာကြီးမဖြစ်နိုင်ဘူးဒီဟာဖိုးပိုင်းဖိုက်ချာဆို ဲ့တခေါက်ပဲဆရာကြီးချက်ချင်းသွားပြန်ချက်ခိုင်းတယ်။မင်းငါစက်တယ်ဟုတ်။အစက်တယ် accuracy ကိုတော့မင်းဒီလိုဟွာဖြစ်လို့မရဘူးပေါ့။ဆိုပြီးချက်ချင်းသွားစစ်လိုက်တယ်။ပြနေနေပဲနော်။ဖောက်ပြီးသွားစစ်ပြီးချက်ချင်းပြန်ပြန်လာလာပြလာပြတယ်ပေါ့နော်။အဖြေလာပြကြည့်တော့အတူတူပဲပို့ပိုင်ပိုင်။အဆရာကတော့ပြောသေးတယ်သူသဘောပေါက်တယ်ဒါဘယ်လိုဘယ်လိုဖြစ်တယ်ပေါ့လေ။စာရဖြစ်ပေါ့။ဟိုဒီ renal နဲ့ပတ်သက်ပတ်သက်တဲ့ပြဿနာပေါ့။ renal တော့စပြီပေါ့။ဇလန်းတော့ဘယ်လိုဘယ်လိုစာရပြောပြပါတယ်ချိုးချောင်းလေး။ ြောပြပြီးအဲ့အဲ့မှာပဲပေါ့နော်အဲ့အဲ့မှာပဲသူတို့ no sit တွေပါတွေတွေ့ပြီးတော့စပြီးတော့တောက်တာပေါ့ဒါနဲ့ပဲနေတယ်ပေါ့ဆက်ပြီးလာဆက်ပြီးလာရင်းနဲ့ဒုတိယ10နှစ်တက်တန်းကုန်ကန်နီးနေရာလောက်ကိုရောက်လာတာပေါ့ရောက်လာအဲ့နေရာလောက်ကိုရောက်လာတဲ့အခါကျတော့ဘလို့ဖြစ်လဲဆိုလူနာ HB တအားကြာနားရလေထွက်အစားတော့ကတော့မပြတ်ဘူးသူအစားတော့တမားဖြစ်တဲ့အတွက်အစားတော့မပြတ်ဘူးအဲ့အင်းလည်းမပြတ်ဘူး အဲ့ဒီပြဿနာမရှိဘူးအေးလူလူပဲအေးပြောတယ်စားဝင်တယ်အဓိကအဲ့လိုပေါ့စီရထင်းရတာအဆင်မပြေဘူးပြဿနာတက်တယ်အာခုနကရီနန်နဲ့ပတ်သက်တဲ့ကိစ္စလေးဆလာတယ်ဂျက်ပါကြာ30ခွန်ဖြစ်တယ်ဂျက်ပါမမရရ30ခွန်ဖြစ်လာ30ခွန်ဖြစ်လာနောက်ဆက်တွဲပြဿနာလေးပါလာတယ်ပါလာပြီးနားရက်လေးထွက်တယ်ဒီဖြူပဲဖြူတွေဖြစ်တယ်ဘာပြောရလဲတဲ့ကောင်နေအကုန်လုံးဖြူသွားမယ်လူကလည်းမသိရင်သားဖြူလေပေါ့ဗျာပြောရရင်သားဖြူလာတဲ့ဘာညာအဲ့လိုထင်တယ်ပေါ့ ်အမှန်တော့သွေးနေဦးတွေပျောက်တယ်ဗျသွေးနေတွေပျောက်ပြီလူကဖြွက်ဖြွက်ပြောတွေဖြစ်ပြီးတော့နားထဲကလေတွေထွက်တယ်မလုံရှားနိုင်တော့လောက်တဲ့အထိအာဒါမျိုးတွေပါဖြစ်လာတာဘောနော်အဲ့ဒါမျိုးတွေလည်းဖြစ်လာတာ